ားလုံးပဲမင်္ဂလာပါရေဝရှမ်းလေးမှာပြန်လဲကျေးဇူးလိုက်ပါတယ်ဒီနေ့ match လ30ရက်နေ့ငလီလှုပ်ပြီးကျွန်တော်တို့နှစ်ရက်ကြာမှာပဲကျွန်တော်တို့ပြည်သူတွေရဲ့ဒါအသက်တွေအညောင်များစွာဆုံးရှုံးနေရတယ်လို့ယနေ့အချိန်ထိလဲကျွန်တော်တို့ပြည်သူတွေကိုကဲမထုံနိုင်တဲ့အခြေအနေတွေအများအပြားကိုကျွန်တော်တို့လက်တွေ့ညီပြင်မှာရင်ဆိုင်တွေ့ကြုံနေရပါတယ် ဆိုတော့ဒီကနေ့မှကျွန်တော်တင်ပြမယ့်အကြောင်းအရာတွေကအပုံနဲ့ထွက်အပုံနဲ့လိုင်းလိုင်းထွက်နေတဲ့ကျွန်တော်တို့ရဲ့စကိုင်းညီအကြောင်းတင်ပြပေးပါမယ်နောက်တဲ့ဒင်းပုတ်ကတော့ကျွန်တော်ဒေါ်လာငတ်နေတဲ့မာလာအတွက်ကတော့အစာငတ်နေတဲ့ခွေးဝဲစားတကောင်ချီတွင်တဲ့ကိုပြုတ်ကျသွားတဲ့ပုံစံမျိုး အခုငလင်ဟာသူ့အတွက်နောက်ထပ်အသက်ရှူပေါက်တစ်ခုထည့်ရသွားတဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ရဲ့မိဘတွေကိုတင်ပြပေးသွားပါမယ်။ဒါကြောင့်ဒီနေ့ရဲ့ဗီဒီယိုကိုအဆုံးထိဝင်းရန်ကြည့်ရှုပေးပါလို့ကျွန်တော်မိဘပြည်သူရဲဘော်ရဲဘက်တဦးချင်းစီတိုင်းကိုဒလီဒစာဖိတ်ခေါ်လိုက်ပါတယ်။

မတော်ရဲ့သဘောထားအမှန်ကို အရင်ဆုံးတင်ပြပေးပါမယ်။အဲ့ဒါကတော့မန်လင်းငလင်းဖြစ်နေတဲ့နေရာတွေကိုကယ်ဆယ်ရေးအဖွဲ့တွေနဲ့အလူရှင်တွေသွားရောက်ကူညီဖို့ကိုအကြမ်းဖက်ဖက်စစ် ခွေတက်ကကောင်တွေကမယမ်းကြောင့်စစ်စေးဂိတ်ကနေပြီးတော့ဖြတ်တန်းခွင့်မပြုဘဲနဲ့လှည့်ပြန်ခိုင်းနေတယ်ဆိုတော့အကြောင်းတွေကျွန်တော်မိပါတယ် ဒါကတကယ်မြည်ပြင်းမှာပါဒါကလည်းတိဖို့ပါလက်ရှိအကျမဖက်စစ်ခွေးတက်ရဲ့သဘောထားအမှန်တွေကျွန်တော်ပြည်သူတွေဟာပြည်သူပြည်သူချင်းကိုညီဝင်းရံဖို့အမြဲတမ်းအစင်းနဲ့ရှိနေတာပါမိမိတို့ဘလောက်တောင်မဲဆင်းရဲဒုက္ခရောက်ရှိနေပါစေမိမိတို့ထက်ပိုပြီးတော့မောကြက်နေတဲ့သူတွေအတွက်ကျွန်တော်တို့ပြည်သူတွေချင်းချင်းကိုညီဖို့အမြဲတမ်းအစင်သင့်ရှိနေတဲ့လူမျိုးဆိုတော့တွားရောက်ကိုညီဖို့အခွင့်အရေး ရောင်းစူးစမ်းခဲ့ပေမဲ့လမ်းတွဲတွေလှည့်ပြန်ခိုင်းခဲ့ရခိုင်းခံရတဲ့အကြောင်းတွေအခုကျွန်တော်တို့အားလုံးတွေ့နေကြပါပြီဟုတ်ပြီနောက်ထပ်တိဖို့တစ်ခုပြောပြပါမယ်အဲ့ဒါကတော့ရပ်ဖက်အဖွဲ့စည်းတွေနိုင်ငံတကာက NGO အဖွဲ့စည်းတွေပြီးတော့အစိုးရမဟုတ်တဲ့လူမှုကူညီရေးအဖွဲ့စည်းတွေကိုပြောကျင်တာပါ အဲ့ဒါကတော့ဇကိုင်းမငလင်လှုပ်သွားတာဗျဇကိုင်းမဘဟုချက် အဖြစ်လှုပ်ခတ်သွားတဲ့ကျွန်တော်တို့နိုင်ငံဇကိုင်းတိုင်းထဲမှာထိခိုက်မှုအများဆုံးငလင်တန်အများဆုံးသေဆုံးမှု အများဆုံးကဲစဲမဲ့သူကင်းမဲ့နေမှု နေရအများဆုံးဖြစ်နေတဲ့ဇကိုင်းတိုင်းကို ကူညီကယ်ဆယ်ရေးနဲ့ကမ္ဘာအဖွဲ့အစည်းတွေမိနေမှာဆိုလို့ကျွန်တော်ပထမဥစ္စာအတိပေးတာပါဒါကလည်းတိမှုပါဒီနေ့တက်လာပါတယ်ကျွန်တော်ကြားရပါတယ်ကျောင်းနိုင်ငံကိုနိုင်ငံကအဖွဲ့အစည်းတွေရောက်လာတယ်အတုတ်တုတ်ကလည်းဝင်လာတယ်အမေရိကန်ကလည်းဝင်လာတယ်ထိုင်းကလည်းဝင်လာတယ်စင်ကာပူကလည်းဝင်လာတယ်ကျေးဇူးအများကြီးတင်ပါတယ် ဒါကြောင့်ကျွန်တော်ကတတိပေးတာပါကျွန်တော်ရဲ့ဗီဒီယိုဖိုင်တစ်ခုလုံးကိုကူးယူပြီးတော့ဖော်ပြစရာမလိုဘူးအရှိအ ID ဘိုင်းလေးကိုပဲကူးယူပြီးဖော်ပြပေးဖို့လိုတယ်အဓိကငလင်ရဲ့ဗဟိုချက်ကစကိုင်းမှာစကိုင်းကိုမိဒီမှာဆိုလို့နိုင်ငံတကာအဖွဲ့အစည်းတွေကိုတီးပေးတာပါနေပြည်တော်မှာကယ်ဆယ်ဖို့အတွက် နေပြည်တော်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့အတွက်စင်ကာပူကတကယ် specialist ကယ်ဆယ်ရေးအဖွဲ့တွေကိုမင်းအောင်နိုင်ငံသုံးတယ်နေပြည်တော်မှာ မန္တလေးမှာတရုတ်ကယ်ဆယ်ရေးအဖွဲ့တွေတုံးနေနောက်ထပ်ကျောင်းရမိပါတွေတိဖို့ကျွန်တော်ပြောချင်တာတစ်ခုရှိသေးတယ်အဲ့ဒါကတော့ထိုင်ဝမ်ကကယ်ဆယ်ရေးအဖွဲ့တွေကျွန်တော်တို့မြန်မာနိုင်ငံကိုအခုငလင်တန်ခံစားနေရတဲ့ပြည်သူမျိုးကယ်ဆယ်ဖို့ဝင်ရောက်လာမယ်ဆိုတဲ့အချိန်မှာတရုတ်ကဟန်တားလိုက်ပါတယ်ဆိုတော့ကျွန်တော်တို့ပြည်သူတွေဟာကယ်ဆယ်ခွင့်ရဖို့ကို အခုလို့ဟန်တာခံနေရတယ်ဆိုတာကိုလည်းသိဖို့ပါပဲရင်နာစရာကောင်းတဲ့ကျွန်တော်တို့နိုင်ငံသေးသေးလေးကျွန်တော်နိုင်ငံကိုလှုပ်ချင်တာလှုပ်ခွင့်ပေးနေတဲ့ဒီအာနာယူအုပ်စုကြောင့်ကျွန်တော်ပြည်သူအရမ်းမျက်နှာငယ်ရတယ်။ကုညီပါမယ်ဆိုတဲ့ထိုင်ဝင်ကကယ်ဆယ်ရေးအဖွဲ့တွေကိုပေးမဝင်တာတယုတ်ဆိုတော့ ကြွမိပါတယ်စဉ်းစားကြည့်ကုညီကေစေရေးမှာအကန့်အသတ်ရှိသလားတေယုတ်ကေစေရေးတွေတွားနေတော့ထိုင်ဝမ်ကေစေရေးကကျွန်တော်တို့ပြည်သူစီကိုလာလို့မရဘူးကြွရဲ့မိဘပြည်သူရဲဘော်ရဲဘက်ညီကိုပေါင်းလို့တေတေချာချာစဉ်းစားနေရင်နာဖို့ကောင်းလေဒါကြောင့်ကျွန်တော်တို့တော်လိုင်းခရီးကိုအမြန်ဆုံးတွားနေကြတာ ဟုတ်ပြီအန်ယူဂျီကငလျင်တန်ကယ်ဆယ်ရေးအတွက်နှစ်ပတ်ကြာအပြစ်ကတ်ရက်မေပေါ့ဗျာဆိုတော့ကျွန်တော်တို့ positive တွေခိတ္တရင်နာမယ်ဒါကလည်းပြည်သူတွေခုလက်ရှိတဘာဘေးတန်တွေခံစားနေရတဲ့အချိန်မှာအန်ယူဂျီအဖွဲ့ဝင်တွေကကျွန်တော်ပြည်သူရဲ့ညနာကိုမှုပြီးတော့ တော်ရဲ့ထိုးစစ်တွေကိုနှစ်ပတ်ကျော်ရက်တန်လိုက်မယ်လို့ကြညာချက်တွေထုတ်ပြန်လိုက်ပေမဲ့အချမ်းမဖက်စစ်ခွေးတက်ကအပြစ်ရက်သွားလို့လားမရက်သွားဘူးကျွန်တော်ပြပါတယ်ဒီလိုထုတ်ပြန်ကြညာချက်ကို NUG ကထုတ်ပြန်ထားပေမဲ့ပေါင်းမျိုးနယ်အတွင်းမှာအချမ်းမဖက်စစ်ခွေးတက်ဟာရဟတ်ရင်နဲ့ဘုံကျဲသွားပါတယ်အခုငလင်တန်ခံစားနေရတာ အဲ့ဒီပြည်သူကယ်ဆယ်ရေးအတွက်ဝေထားတဲ့ရဟတ်ရင်ကိုစစ်တနက်လူတက်ဖို့အတွက်လက်နက်တွေတက်ဆင်ပြီးတော့မလင်းထန်ခံစားနေရတဲ့ပြည်သူတွေကိုထပ်ပြီးတော့စစ်တနက်နဲ့ပြစ်ခတ်ဘုံကျဲသွားသေးတယ်။အဲ့ဒီနေရာပဲလားမဟုတ်သေးဘူးရှိသေးတယ်။နောက်ထပ်တက်ခတ်ခံရတဲ့နေရာတွေကရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်စကိုင်းတိုင်းချောင်းဦးမြို့နယ်ပဲခူးတိုင်းဖြူးမြို့နယ်တွေပဲဖြစ်ပါတယ်။ နေ့ကကျွန်တော်ရဲ့ဗီဒီယိုအသေးအံဝင်ပြီးတော့ဒါ comment ဝင်ရေးတဲ့ RC ဆိုတဲ့ account တစ်ခုကိုကျွန်တော်သတိထားမိပါတယ်ကျွန်တော်ရဲ့ comment မှာသူ့ပြန်ပြီးတော့ဖြေချပေးထားပါတယ်ဆိုတော့အခြားသော channel တွေပေါ့ဗျာ channel တွေကစစ်တိုက်ဖို့အတွက်ကြွေးကြော်နေတဲ့အချိန်မှာ main channel ကဘာလုပ်နေတာလဲ main ဘာဖြစ်လို့စစ်တိုက်ဖို့အတွက်မပြောတာလဲစစ်တိုက်ဖို့ ခဏလေးဖယ်ထားအောင်အဲ့ဒီစစ်တိုက်မယ်ဆိုရင်အော်နေတဲ့သူတွေစစ်တင်နဲ့တက်ပြီးပြီလားအရင်မေးကျွန်တော်ကဖုံးဝင်နေမိမယ်ဒါတော်လန်ချင်းပြတော်လန်ချင်းမှာတော်လန်ကြီးအလုလုတာကျွန်တော်လူငယ်တွေခုချိန်ထိမရက်သေးပါဘူးစစ်တိုက်မယ်မြို့သိမ်းမယ်တနိုင်ငံလုံးကိုစံဖက်စစ်ခွေးတက်ကင်းစင်အောင်လုပ်မယ်ဆိုပြီးပြောနေတဲ့သူတွေ စစ်တင်နဲ့အခြေခံတပိပိလာကျွန်တော်နိုင်ငံလက်ရှိအခင်းချင်းကိုကြည်လက်နဲ့နဲ့ကျွန်တော်တို့ကိုအုပ်ချုပ်နေခဲ့တာလက်နဲ့နဲ့ကျွန်တော်တို့ကိုချိန်ချောက်နေတာလက်နဲ့နဲ့ကျွန်တော်တို့ပြည်သူတွေကိုတတ်ဖြတ်ခဲ့ကြတာဒါကြောင့်မဖြစ်မနေကျွန်တော်တို့စစ်တင်နဲ့တက်ခဲ့ရတာပြီးတော့မဖြစ်မနေပြည်သူကာကွယ်တွေပြည်သူလူထုကိုကာကွယ်ဖို့အတွက်ကျွန်တော်တို့ကြိုးစားခဲ့ကြရတာဆိုတော့လက်ရှိပြည်သူတွေခံစားနေရတဲ့အချိန်မှာ ကျွန်တော်အားလုံးကတူတူယောက်တည်းလုံးလုံးလို့မရအောင်ကျွန်တော်ပြည်သူတွေအတန်ကုန်လဲနားထောင်ရတယ်ပြီးတော့ကျွန်တော်တို့မှအစင်စင်သောညွှန်ကြားမှု အမိန့်ရှိဆိုတော့ကျွန်တော်ကရဲဘော်လူငယ်တယောက်အနေနဲ့ကျွန်တော်ကိုအမိန့်မပေးဘဲနဲ့ကျွန်တော်ဘာမှလုပ်လို့မရအောင်ဒါပွင့်လေးပဲကျွန်တော်တော်လရဲ့တော်တက်ဖွဲ့ဝင်တွေအကုန်လုံးကပူပေါင်းဆောင်ရွက်မှုပြီးတော့ကျွန်တော်တို့အာတူတစ်ဆင့်နဲ့တစ်ဆင့် ညွှန်ကြားမှုတွေအမိနာခံမှုတွေနဲ့အလွတ်လို့ရတယ်။အမင်းကတော့ဘလို့ဖြစ်လို့ငါကတော့ဘလို့ဖြစ်လို့ဆိုတာတဲ့အခြားသောလူမှုကိုရဲ့ social စာမျက်နှာမှာအခြားသောသူတွေဘလို့ပဲအော်ပါစေ။ကျွန်တော်တို့ကစုပေါင်းပြီးတော့လှုပ်လှုပ်တဲ့ပုံစံကြောင့်ကျွန်တော်တို့ပြည်သူ အမိန်ပေးတဲ့ဆိုရင်ကျွန်တော်တို့တိုက်ဖို့အစဉ်သင့်တယ်ပြီးတော့ ကျွန်တော်တို့တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းထားတဲ့စစ်စင်ကြီးအတွက်တိုင်းရင်းသားတပ်ဖွဲ့ဝင်တွေနဲ့အများကြီးကျွန်တော်တို့ဆွေးနွေးရတယ်ကျွန်တော်တို့တိုက်မယ်ကျွန်တော်တို့တိုက်ချင်တယ်ဒီချင်းရခွင့်ရေးပဲဒီချင်းမှာအားလုံးဒါအုံကြွထားကြပါတော့ဆိုတာတွေကဘာချက်လက်ကိုခိုင်ဆောင်ပြီးတော့ပြောလဲဆိုတာသူတို့စီမှာလည်းရှိပါလိမ့်မယ်ဒါကတော့သူတို့အပိုင်းမှာထားပါကျွန်တော်ရင်မိပါတယ်ဟုတ်ပြီဒါကြောင့်ကျွန်တော်အရှိဆုံးမှာပြောခဲ့တာစကိုင်းတိုင်းမှာငလင်လှုပ်သွားပါကြောင်း ။စကိုင်းတိုင်းမှာအထူးကဲ့အများဆုံးဖြစ်သွားပါကြောင်းနိုင်ငံတကာက NGO ဖွဲ့စည်းတွေနဲ့နိုင်ငံတကာကဒါရပ်ဖက်အဖွဲ့စည်းတွေပေါ့လူမှုကူညီရေးအသင်းဖွဲ့တွေကိုကျွန်တော်ကဒီကနေပြီးတော့နှိုးဆော်နေတာပါ။ဟုတ်ပြီ။လက်ရှိအချိန်ဒီမှာကျွန်တော်တို့ငနေတုတ်ခတ်ပြီး24နာရီလဲကြော်ခဲ့ပြီ36နာရီလဲပြည့်ခဲ့ပြီကျွန်တော်တို့စကိုင်းတိုင်းနဲ့မှာ ငလင်တန်ခန်းစားနေရတဲ့ကျွန်တော်ပြည်သူတွေကိုကဲသူမဲ့ဆဲသူမဲ့ဓာတ်ပေါ်ရီတွေတေဆုံးတဲ့ body တွေတော့မှကျွန်တော်တို့မတူပေါ်နိုင်တဲ့အခြေအနေမျိုးလက်ရှိကျွန်တော်တို့စကိုင်းမှာခန်းစားနေရတာပါဒါကလက်ရှိအမှန်တရားပါဒါဆိုရင်တော့လက်ရှိကကူညီကယ်ဆယ်ရေးအဖွဲ့တွေအများအပြားလူမှုကွန်ရက်ဆိုရှယ်စာမျက်နှာထပ်မှာနေရာယူထားပါတယ်ဆိုတဲ့အဖွဲ့တွေ ကျွန်တော်နိုင်ငံကိုကုညီပါလေဆိုတဲ့အဖွဲ့တွေကိုကျွန်တော်ပြစ်တင်နေတာမဟုတ်ဘူးလက်ရှိအုပ်ချုပ်ခြင်းနေတဲ့အကြမ်းဖက်လူယုံမာတွေရဲ့သူတို့ရဲ့ပုံစံဘလို့အခြေအနေမျိုးပဲဖြစ်နေဖြစ်နေသူတို့ဟာသူတို့လှုပ်ခြင်းတဲ့ပုံစံအတွင်းထဲမှာပဲလှုပ်ဆောင်ကြရတယ်ဆိုတော့ဒီမှာပဲကျွန်တော်တို့အမေရိကန်ရဲ့ကုညီထောက်ပံ့မှုတွေ အဲပြီးတော့ခြားသောကုမ္ပဏီထောက်ပံ့မှုတွေနဲ့ပတ်သက်ပြီးတော့အကြံပြုစွန့်နှိချက်တွေအများအများကိုကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒီဗီဒီယိုရဲ့အဆုံးမှာလည်းကျွန်တော်တင်ပြပေးသွားမှာဖြစ်ပါတယ်ဟုတ်ပြီဒါကတော့ကျွန်တော်ပြည်သူတွေအမှန်ကယ်ခံစားနေရတဲ့လက်တွေ့အကြောင်းအရာတွေပါဒါဆိုရင်တော့နောက်တစ်ခုထပ်ပြီးတော့ကြည့်ရမှာကဒေါ်လာငတ်နေတဲ့မာလာရဲ့နောက်ထပ်ထပ်ပေါက်လေးတစ်ခုငလင်တန်ကြောင့်ရသွားပါတယ်ဆိုတော့ ကျွန်တော်ခိုင်းနိုင်ပြီးတော့ပြောချင်တာကတော့အစာငတ်နေတဲ့ခွေးဝဲစားတကောင်မစင်တွင်းတဲ့ကို ပြုတ်ကျသွားတယ်ဆိုရဲအเจ้าမှာအာနာသိမ့်ခံရပြီးလေးနှစ်ကြာကြာတဲ့အချိန်မှာကမ္ဘာသတင်းမီဒီယာစာမျက်နှာထက်ကို ပြန်လည်ပြီးတော့နေရာရှူလာတဲ့ကျွန်တော်တို့ရဲ့နိုင်ငံငယ်လေးဒီငလင်တန်းเจ้าမို့ဗျာ မကြာခင်ဂျပန်မှာဖြစ်ပွားခဲ့တဲ့ငလင်ကြောင့်နိုင်ငံတကာစာမျက်နှာတွေထပ်မတကြော့ပြန်နေရာယူသွားခဲ့ပါတယ်။ဆေးအုပ်စုရဲ့အကြမ်းဖက်စစ်တပ်ရဲ့လူမှုဆန်စွာတပ်ဖြတ်မှုတွေညမနှိပ်စက်မှုတွေဘုံကျဲမှုတွေကိုအလူလဲခံခဲ့ရတဲ့ကျွန်တော်တို့နိုင်ငံရဲ့အလဲပိုင်းဟာငလင်ဘေးဒဏ်ကိုပါကုရမဲ့ထပ်ဆင့်ခံစားခဲ့ကြရပါတယ်။အရှိပိုင်းရက်တွေမှာခက်စိတ်စိတ်ဖြစ်ပေါ်ခဲ့တဲ့ငလင်တန်တွေကြောင့်ငလင်အတွက်ကြိုးရင်ခံမှန်းချက်အချို့နဲ့ ်သတိပေးမှုအချို့လူမှုကွန်ရက်ပေါ်မှာတက်ခဲ့ပေမဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့သက်ဆိုင်ရာ ဝင်ကြီးဌာနတွေကတော့ဘာသတိပေးထုတ်ပြန်ချက်မှထုတ်ပြန်ထားတာမရှိဘူးဆိုတာကိုကျွန်တော်ရဲ့မိဘပြည်သူတွေထင်ရှားစွာတွေ့ရမှာဖြစ်တယ်။အကြမ်းဖက်စစ်တက်ငလင်ဘေးကိုပြောချင်တာကတော့ငလင်ဒဏ်ကိုခံစားရမယ်ဆိုတာဖြစ်လာမယ်ဆိုတာကိုမတိယိုးကျွန်ပြုတ်ပြီးတော့ ငလင်ဖြစ်ပွားပြီးတဲ့နောက်ကြမှအချမ်းမဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုတိုင်နိုင်ငံတကာစံမျက်နှာထပ်ကိုနိုင်ငံတကာကိုဖုံးဆက်အကူအညီတောင်းပြီးတော့အရေးပေါ်အခြေအနေတွေကောက်ကက်ခြင်းနာဟုတ်ပြီအဲ့ဒီမှာနိုင်ငံတကာကအကူအညီတွေစုပြုံရောက်ရှိလာပါတယ်မက်စလာ25ရဲ့နေ့မှာဖြစ်ပွားခဲ့တဲ့ ကျွန်တော်တို့7.7အဖြတ်ဆွမ်းအပြင်ငလင်ဟာကျွန်တော်တို့နိုင်ငံရဲ့အလေးပိုင်းစကိုင်းတိုင်းကိုဗိုလ်ပြူပြီးတော့လှုပ်ခတ်သွားခဲ့ပါတယ်။ငလင်နဲ့အတူနိုင်ငံတကာအဖွဲ့အစည်းတွေအကူအညီအတွက်စုပြုံရောက်ရှိလို့လာပါတယ်။အိန္ဒိယကအဖွဲ့အစည်းတွေလည်းအထောက်ပံ့တွေအပြင်ကုလသမဂ္ဂကဒေါ်လာ5သန်း၊ဥရောပသမဂ္ဂကပေါင်း1.5သန်း၊ဩစတြေးလျကဒေါ်လာ2သန်း၊ UK ကနေပြီးတော့စတာလင်ပေါင်း10သန်း၊တရုတ်နိုင်ငံကနေပြီးတော့ယွမ်သန်း100 ဒေါ်လာငွေနဲ့ဆိုရင်3.88တန်းအတီးတီးပေးအပ်သွားမှာဖြစ်တဲ့အကြောင်းကိုကြေညာခဲ့ပါတယ်ဒါပြင်စင်ကာပူထိုင်းအမေရိကန်ရုရှားတို့ကလည်းငွေကြေးထောက်ပံ့မှုတွေကစပြီးတော့ကာဝယ်ရေးကေဇေရေးအဖွဲ့တွေပေါ့ဗျာကေဇေရေးအဖွဲ့တွေဆီလို့ပြီးတော့အကူအညီပေးမယ်လို့သိရပါတယ်အချို့အဖွဲ့တွေကတော့ကျွန်တော်နိုင်ငံတွေကိုရောက်ရှိနေပါပြီ ဘလို့ပဲနိုင်ငံကအကူအညီတွေရောက်ရှိနေပါစေအဓိကကျွန်တော်တို့စိုးရင်ချက်စိုးရင်စရာတခုကတော့ရှင်းနေနေပြီးသားပါအဲ့ဒါကတော့နိုင်ငံဟာနိုင်ငံကာရဲ့အကူအညီတွေကျွန်တော်တို့ပြည်သူလက်ထဲကိုအမှန်တကယ်ကိုရောက်ပါမလားဆိုတဲ့စိုးရင်ပူပန်မှုတွေကတော့ရှိနေစေအရှိမှလည်းတာရခတွေရှိခဲ့တာကိုဗျကြီးမားတဲ့အလားတူဖြစ်ပျက်မျိုးရှိခဲ့တာကတော့ ဥပမာတစ်ခုပြောရမယ်ဆိုရင်2008နာဂိတ်မုံတိုင်းကက်ပေးပါကျွန်တော်မိပါတွေမိပါတယ်ကျွန်တော်မိပါတွေမှတ်မိအောင်မယ်ထင်တယ်နာဖလောက်မှာနာဂိတ်သမိုင်းဇိုးမှတ်တမ်းကြီးဖြစ်ွားခဲ့တာပါ နိုင်ငံတွင်းထဲမှာရှိတယ်ကျွန်တော်တို့ရဲ့ဒါနာဂိတ်ခန်းစားနေရတဲ့ကျွန်တော်တို့ပြည်သူအများအပြားကိုနိုင်ငံတကာကကူညီခြင်းပါတယ်လို့ပြောဆိုနေပေမဲ့ဒီခွေးငစလူအုပ်စုကောင်တွေက ပေးမွင်ခဲ့တဲ့အဖြစ် အဲ့ဒီမှာကျွန်တော်တို့ပြည်သူတန်းပေါင်းများစွာတိတ်ဆုံးခဲ့ရတယ်ပြီးတော့အိုးမဲအိမ်မဲအများအပြားကျွန်တော်တို့ဖြစ်ခဲ့ရတယ်အဲ့တော့နောက်ပိုင်းနောက်ပိုင်းချိန်တွေမှာဒီစစ်ဆိုးရဟာနိုင်ငံငါကယ်ဆယ်ရေးအဖွဲ့တွေကိုမှုန်တိုင်းသင့်ပြည်သူတွေကိုကူညီပေးဖို့သူတို့တွေပြန်ပြီးတော့လမ်းဖွင့်ပေးခဲ့တယ်အဲ့တော့အဲ့ဒီနိုင်ငံငါကကူညီကယ်ဆယ်ရေးအဖွဲ့အသီးသီးဟာအထောက်ပံ့ပစ္စည်း အချို့နဲ့အတူကျွန်တော်နိုင်ငံတွေကိုရောက်ရှိလာပါတယ်ဒီအကူအညီတွေရောက်ရှိခဲ့ပင်မဲ့အကျန်းဖတ်စခွေအုပ်စုဟာအဲ့ဒီထောက်ပံ့ရေးပြည်သူတွေပြည်သူအတွက်ထောက်ပံ့ရေးပစ္စည်းတွေကိုပေါင်ခိုဈေးကွက်တစ်ခုလို့ပြန်လည်ရောင်းစားခဲ့တာတွေပြီးတော့ထောက်ပံ့တရောင်နဲ့သူတို့ရဲ့စစ်ကောင်စီ ဒစိတ်တွေပြောင်းတက်စတေကာတွေပြောင်းကပ်ပြီးတော့တစ်ဖက်လဲနဲ့ပြည်သူကိုအကူအညီပေးခဲ့တာတွေကျွန်တော်တို့အားလုံးသိရှိခဲ့ရပြီးဖြစ်ပါတယ်။နောက်ကမုန်တိုင်းကပ်ပြီးမှဒီဘက်ကပေးရခဲ့တဲ့အကူအညီတွေဟာပြင်းထန်တဲ့တမ်းမြင့်ချက်တွေကိုလည်းခံခဲ့ရပါတယ်။ပြည်တွင်းကိုရောက်လာဖို့ကြံ့ကြာတာတွေရှိခဲ့တယ်။ရောက်လာတဲ့အချိန်မှာလည်းတကယ်အကူအညီလိုအပ်နေတဲ့ဘေးတံတဲ့ဒေသတွေကိုမရောက်ဖဲနဲ့ စစ်ဘိုလ်ချုပ်တွေဟာသူတို့လက်အောက်ငယ်သားတွေနဲ့ပူးပေါင်းပြီးတော့ကိုဂျိုးအတွက်ခိုးယူရောင်းစားအသုံးပြုခဲ့တာကို ကျွန်တော်တို့မှတ်တမ်းမှတ်ရတွင်နဲ့တကွတွေးရှိခဲ့ပြီးဖြစ်ပါတယ်ဟုတ်ပါတယ်အဲ့လိုစစ်ဆိုးရအကျိုးအတွက်ဖြောင်းကြကြ ပြန်လဲအသုံးပြုခဲ့တာတွေကိုကျွလွန်ခဲ့ပူးတဲ့တမိုင်းစိုးမျိုးစေုပ်စုမှာရှိခဲ့ပြီးသားပါဒါပြင်မုံတိုင်းဒန် ခံခဲ့ရတဲ့ဒေတာတွေမှာကုညီကယ်ဆယ်ဖို့သွားတဲ့ကျွန်တော်တို့လူငယ်ចောင်းသားတွေကိုလည်းဖန်ဆီးထောင်ချခဲ့တာတွေလည်းရှိပါတယ်ကျွန်တော်ကို၌တွန်ဒေးကနေပြီးတော့ဖြတ်ပြီးတော့စံကားနှစ်စီးနဲ့ရိခာအပြည့်နဲ့ကျွန်တော်သွားတယ်ဒီဒီအေကိုကျွန်တော်သွားတာဒီဒီပင်လယ်ဝါနေပြီးတော့ကျွန်တော်တို့အဲ့မှာရှိတဲ့ဒါပင်လယ်ကမ်းဆက်မှာရှိတဲ့ကျွန်တော်ကြေးရဒေသတွေကိုကျွန်တော်ကိုယ်တိုင်သွားခဲ့တယ်အဲ့ဒီအချိန်က ဒါပေမဲ့လမ်းမှာဒါကျွန်တော်ကရုကားနှစ်စီးတဲ့ကအစံအပြစ်တင်လာတဲ့ကားတစ်စီးအက်ဆီဒန့်ဖြစ်ပြီးတော့တိမ်းမောက်သွားတယ်။ဆိုတော့ကျွန်တော်တို့ဒီတိမ်းမောက်သွားတဲ့ကားကိုချက်ချင်းပဲဒါနောက်ပေါ့နော်ကျွန်တော်တို့နောက်မှာရှိတဲ့ကျွန်တော်တို့ရဲ့မိတ်ဆွေတွေကိုအကူအညီတောင်းပြီးတော့နောက်ကနေကားတစ်စီးချက်ချင်းပို့ခိုင်းတယ်။နင်းပို့ပြီးတော့အဲ့ဒီမှာပါလာတဲ့ဒါတိမ်းမောက်သွားတဲ့ကားတွေကစံတွေရိတ်ခါတွေကိုဒါနောက်ကျောက်လာတဲ့ကားပေါ်ကျွန်တော်တို့တင်တယ်။တင်ပြီးတာနဲ့ကျွန်တော်တို့ဒီရီယဲကိုဆက်ပြီးတော့မောင်းတယ် အရှိမကျွန်တော်တို့ပြည်သူတွေကျွန်တော်တို့မိသားစုတွေညံ့နေကြဒုက္ခရောက်နေကျွန်တော်တို့ကြားနေရတယ်အဲ့ဒါကျွန်တော်တို့ပြည်သူပြည်သူအချင်းသွားကူညီတဲ့ဖြစ်ရတဲ့ခုကျွန်တော်ရင်မိပါတယ်မှတ်မိလို့ပြန်လဲတင်ပြတာပါဒီဒီရဲကိုလည်းရောက်လဲရောက်ပေါ့ကျွန်တော်တို့ဆက်လီကားရဆက်လီနေမှာသွားလို့ရမှာကျွန်တော်ရင်မိပါအဲ့တော့ဆက်လီငားနေတဲ့အချိန်မှာပဲစစ်ယူနီဖောင်းဝတ်ထားတဲ့စစ်ခွေးကောင်တွေရောက်လာပါတယ်ကျွန်တော်တို့ကိုသွားခိုင်းမပေးဘူးလေဟာ ကျွန်တော်ကူညီကယ်ဆယ်ဖို့အတွက်ကျွန်တော်ဒီမှာ live stream လို့ရတယ်ကျွန်တော်တို့ကဆိုင်းခါတွေပါတယ်ရေခါချောက်တွေပါတယ်ပြီးတော့အခြားသောတာမိုးကားတွေအနှွေးတွေတွေအင်ဂျီတွေစသည်အဖြစ်ပေါ့ဗျာကျွန်တော်ပြည်သူတွေကူညီထားတဲ့ပြည်သူပြည်သူချင်းလှူဒန်းထားတဲ့ပစ္စည်းတွေဆိုတော့ပရမဦးစွာကျွန်တော်တို့အတားခံရတယ်ပြီးတော့ညှိတယ်ညှိတယ်ညှိတယ်ကျွန်တော်ဒါသူတို့ကိုလည်းနားလဲအောင်ပြောပြတယ်နောက်ဆုံးမှဘာပြောလဲဆိုတော့အဲ့ဒီကားနှစ်စီးတွေကရေခါကားတစ်စီးစံပြည့်တင်ထားတဲ့ကားတစ်စီးထားခဲ့ရတယ် ပြောချင်တာကသူတို့အိုက်ကားကိုသူတို့ယူမယ်အိုက်ကားထဲမှာပါတဲ့ဆန်တွေခါတွေသူတို့ယူမယ်ဘလုံးမှကျွန်တော်တို့ညှိလို့မရဘူးကျွန်တော်တို့ကလည်းဒီအတွက်ကိုလာခဲ့ပြီးသားဖြစ်တဲ့အတွက်ကျွန်တော်တို့မှကားတစ်စီးစာပါတဲ့စံနေရိက္ခာတွေကိုအဲ့ဒီနေရာမှာထားပြီးတော့ကျွန်တော်တို့ငှားထားတဲ့စက်နေပေါ်မှာကျွန်တော်ကားတစ်စီးစာစံနေရိက္ခာပစ္စည်းအချို့ကိုပဲတင်ပြီးတော့ကျွန်တော်တို့ ရေပေးတင့်တဲ့ကျွန်တော်တို့ပင်လယ်ကမ်းစပ်မှာကြီးတဲ့ဂျေးရွာတွေကိုကျွန်တော်ကိုနိုင်သွားခဲ့ပါတယ်ဆိုတော့မမက်ရရပါပဲကျွန်တော်အဲ့ဒီကနေပြီးတော့ပြန်လာတဲ့အချိန်မှာကျွန်တော်မှာစွတ်ချယ်လေးတစ်ထည်နဲ့ဘောင်းမီတူလေးတစ်ထည်ပဲပြန်ပါလာတော့တယ်ကျွန်တော်အကုန်လုံးချုပ်ပေးခဲ့သူတို့မှဘာမှမရှိတော့ဘူးအော်ငါပြန်ရောက်ရင်ငါ့စီမှာတော့အဝတ်အစားရှိသေးတယ်လမ်းမှာတွေ့ရတယ်အကုန်လုံးကလည်းဂျီပေါ်မှာဘောလုံးပေါ် ဆယ်သူမရှိမြုပ်သူမရှိကျွန်တော်တို့ရဲ့ပြည်သူတွေကျွန်တော်တလိပ်ဆန်နေဆိုတာရင်ကောင်ကလောင်းလောင်းကြီးတွေဝါပြီးတော့ဖောင်းပွားပုတ်တိုးနေတာအဲ့ဒီအချိန်တည်းကဒီကောင်တွေအကြောင်းကိုကျွန်တော်တို့သိခဲ့ပါတယ်ဆိုတော့အခုနိုင်ငံတကာကအကူအညီတွေရောက်လာတယ်အဲ့ဒီနိုင်ငံတကာကအကူအညီတွေဟာအချမ်းမဲ့ဖက်စစ်ကောင်းဆောင်မင်းအွန်လိုင်းမျောနေနေတဲ့ဒေါ်လာတွေဖြစ်ပါတယ် ဒီလိုဒေါ်လာငွေကြေးတွေဒါတွေကိုပဲပြန်လဲပြီးတော့အသုံးပြုပြီးတော့ကျွန်တော်တို့ပြည်သူကို ပြန်ပစ်မဲ့လက်နက်ကြီးစံလူသက်ပစ္စည်းတွေဖြစ်အဲ့ဒီကောင်ကြီးပြောင်းလဲအောင်မယ်ဆိုတော့ကျွန်တော်ရဲ့မိဘပြည်သူရဲဘော်ရဲဘက်ညီကိုပေါင်းလို့ဒီကောင်ကြီးကအခုချိန်မှမယုံရတာမဟုတ်ဘူးဟိုးအချိန်လေးကလည်းမယုံရခဲ့ရဆိုတော့ကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့ဒါကျွန်တော်နိုင်ငံရဲ့ခေတ်ဆက်ဆက်ကိုဖျက်ဆီးခဲ့ရတယ်ကျွန်တော်ရဲ့မိဘတွေကောင်းကောင်း ိပါတယ်ကျွန်တော်အားလုံးတမှုချင်းစီတိုင်းကောင်းကောင်းခံခဲ့ရတာဟုတ်ပြီဒီနေ့မှဖုန်းကိုဖွင့်လိုက်ပြီဆိုတာနဲ့အာဆိုရှယ်မီဒီယာထက်ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ပြည်သူတွေဒုက္ခရောက်ရှိနေတဲ့မြင်ကွင်းတွေပဲကျွန်တော်တို့မြင်တွေ့နေရတာမို့ကျွန်တော်ရဲ့မိဘပြည်သူတွေနဲ့ထပ်တူကျွန်တော်ဝန်ထမ်းခန်းစားမိရပါကြောင်းနေမိမိတို့တအူးချင်းစီတိုင်းလက်တွဲပြီးတော့ကျွန်တော်တို့ ဂျုံကန်ရှစ်ဆက်ကြပါစို့လို့ပြောကြရင်လည်းဒီနေ့ဗီဒီယိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုတွေကိုတစ်ချက်ပို့ပေါအောင်ကျွန်တော်အစွမ်းကိုစူးစမ်းပေးပါမယ်လက်နက်ပေးကက်ပေးစပီချိုင်အောင်နေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိရမြို့ပြည်သူရဲဘော်ရဲဘက်တအုပ်ကြီးတဲ့ဘေးနဲ့ကင်းရှင်းပါစေအောင်လေးနေနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရဲဘော်ရှမ်းလေးပါ